ိုးတို့ရေဒီမှာဒါ29လမ်းထောင်းမှာပြိုးကုန်ပြီဗျာเนาะစကားပြောမှာစကားပြောနေနေဟိုဒီလိုဖြစ်သွားတော့တော်တော်ကိုကြမ်းနေအောင်မကားတွေလည်းပြိကုန်ဘူးပုံပြိုးကုန်ပြီเนาะဟိုဘက်မှာအခြေအနေကသိမ့်မကောင်းဘူးအိမ်ထဲကနေထွက်ရင်လည်းထွက်ထားဖို့တော့လူတွေတနေနောက်ညလာရင်အိုးအောက်မှာလူတွေလည်းပြိတယ်လို့ပြောတယ်အခြေအနေကတော့မကောင်းဘူးဒါ29လမ်းအခုဟိုမှာ တလန်ထောင်းပါပေါ့နော်ကားတွေလည်းအုံပြီးအိမ်တွေလည်းပြူဒီဘက်မှာလည်းဟိုးဘွားဟာတွေပြိုးကုန်တယ်ကတ်ကျိုးတွေလည်းအုံပြူကြပေါ့နော်ဒီလိုဒီလိုအချိန်တွေကမကောင်းကျန်းတဲ့ကားတွေရက်ပြေရတယ်ကားမကားကိုမောင်းလို့မရဘူးကားတွေကအကုန်လူးလိမ့်ပြီးအကုန်ဆွဲရမ်းကုန်လို့လေဒါမြင်တဲ့အတိုင်းပဲเนาะကြားကောင်းတွေအရေတော့သွားပြီ ရဲ့အားလုံးဘေးရန်ဒီရေတွေကင်းပါစေလောလောဆယ်လျက်ဆက်အဲ့အဲ့အဲ့လျက်ဆက်မီးတွေတတိထောင်းခဏနေတိုင်းမပြီပဲဓာတ်လိုက်ကုန်မှာပေါ့နည်းနည်းလေးအချိန်ဟိုဟာဖြစ်လာရင်တော့ဒီတကြောကြီးကဒါတော်တော်လေးတော့ပြင်းနေပြောအောင်ပါဘောနော်ဘာလို့လဲဆိုတော့ခါနိုင်ကမောင်းနေမသိရဘူးကမောင်းနေနဲ့ကားတွေပါရမ်းထွက်ကုန်တာဆိုတော့တတိလေးနဲ့နေကြဘူးလို့ပဲအချိန်နေတော့တော့မကောင်းပါဘူး နောက်တစ်ကြိမ်ဒီပုံမှန်ထပ်ခတ်မယ်ဆိုရင်တော့တော်တော်မချောင်ဘူးအိမ်นี่အကုန်လုံးမျက်စိရှည်တယ်လေအဲအမြင်ကြီးတွေကလိမ့်ကုန်တယ်လူလိမ့်ကုန်တယ်အဲမိသက်မိသက်ကားတွေလည်းထွက်ပြီတခြားလည်းဗေနားတွေပြိုမှန်းမသိဘူးပေါ့နော်ဒီတခါပြိုတာတော့ပြိုကြအောင်ပါဟိုးပေါ်မှာမီးလာအောင်နေတယ်အေးတယ်မှာဟိုးပေါ်မှာဟိုးမှာဟိုးမှာဒါမီးလဲထလောင်နေတယ်ဒီငလျင်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါပဲတော့ဒီငလျင်အเจ้าမလို့ပဲရှင်းတာပဲမီးတော့လောင်နေပြန်ပြီ မိခိုးတွေလည်းတန်းတော်တော်ကျန်းနေတယ်။လုံးကျန်းနေမတ်တက်ကိုရက်လို့မရဘူး။ဟောမတ်တက်ကိုရက်လို့မရပဲအကုန်လုံးလေအဲလွတ်ရာဒီမှာအကုန်ပေါက်ကိုဝင်နေရတာ။တော်တော်ဆိုးသွားတယ်ဒီငက်ဒီငက်လင်းကတော်တော်ကိုကျန်းတာเนาะအခုကားကားအိုက်မဲ့ဒီတိုင်းမဲ့အဲ့တိုင်းမဲ့ရက်ပြေရတာကားတွေရက်ပြေရဒီတိုင်းမဲ့ဒီတိုင်းရက်ထားရတယ် ဘာမှမတက်နိုင်ဘူး။နောက်ကမှတချိုးတွေနဲ့အခု short တွေလည်းဖြစ်ကုန်မယ်။လူတွေကကြောက်အားလန်နဲ့စွတ်ပြေးနေကြတယ်အခု။ပြိုတယ်။ဟိုဘက်မှလည်းပြိုတယ်တဲ့နော်။ဟိုဘက်တွေလည်းပြိုကုန်ငယ်။တော်တော်လေးပြိုတဲ့အိမ်တွေဒီတစ်ခါတော့စပြီးမန်းလေးမှာတွေ့ရတာပေါ့နော်။ဟိုဘက်မှလည်းပြိုနေတယ်တဲ့။ဒါကြောင့်အေးတယ်မီးရထလောင်နေတယ်။ဟိုမှာမီးလောင်နေတယ်။မီးတက်ကားတွေလည်းအလုံးရှုံနေတယ်။တော်တော်အဲကိုယ့်အိမ်မှာပဲကိုနည်းနည်းလေးစင်စင်ချင်းချင်းနေရမယ်သဘောရှိတယ်။ ဒါကတော့29လမ်း81လမ်းထောက်မှာပါ ambulance တွေလည်းပြေးနေတယ်ခစ်ပြတ်တယ်လို့ပြေးနေတာပေါ့နော်အဲ့တော့ဒီ81လမ်းပေါ်မှာဟိုအရှိမလည်းပြူတယ်လို့ပြောတယ်ဒါပေမဲ့သွားလို့ကမရဘူးလမ်းနေရာဒီမှာပိတ်ကုန်ပြီပိတ်ကုန်ပြီဆိုတော့ဟိုဘက်ကနေပဲတစ်ဖက်လှည့်ပြီးပဲပြန်သွားအောင်ပါပေါ့တော်တော်ဆိုးပါတယ်နော်တော်တော်လေးဟိုခုနကပြောဖရားတရားလေးနဲ့ကိုကကိုနေအရေးရအကြောင်းရယ်ဆိုရင်လေအဲ စုံဖြတ်ချက်မှားပြီးတော့ဟိုပြေးဒီပြေးမပြေးဖို့လိုတာပေါ့နော်တအားပြေးလွန်းရင်လည်းဒုက္ခရောက်တတ်တယ်အဲဒီဟာဒီဟာသွားလို့ရရဒါပေမဲ့အန်ဒီရများပါတယ်ဦးလေးဟိုဘက်ကသွားပါပြက်စစ်မီးတွေကဘာတွေမှမသိလို့နော်ဒီလိုပြက်သွားတယ်ဗျာအချိန်နေရတော့ပြင်းတဲ့အတိုင်းပဲကားတော့မှာအလဝရမ်းသွားပြီဦးမအဲသွားပြီပါကွန်ကရစ်တိုင်တွေကွန်ပျူတာ ဟုတ်အရှိန်မှလည်းပြူတယ်ဆိုတော့ဘာပြူမှန်းတော့မသိဘူးဆိုတော့တော်တော်တော့မကောင်းပါဘူးဟုတ်ပါလေဟိုမှာတိုက်ကတဝက်ပြူသွားတာတွေ့လားမသိဘူးဟုတ်မှာဟုတ်မှာတဝက်ဘီရဝိုင်းပြူသွားအော်စကားပြောနေနေဦးဒီလိုဖြစ်သွားတော့တော်တော်ကိုကြမ်းတယ်ဟိုကားတွေလည်းပြီကုန်ပြီအကုန်ပြိုးကုန်ပြီအော်ဟိုဘက်မှာ အခြေအနေကတိတ်မကောင်းဘူးအိမ်ထဲကနေထွက်ရင်လည်းထွက်ထားဖို့တော့လူတွေတင်နေနောက်ကြိုများလာရင်အိုးအောက်မှာလူတွေလည်းပြီးတယ်လို့ပြောတယ်တော့အခြေအနေကတော့မကောင်းဘူးဒါ26လမ်းအခုဟိုအမှဆလောင်တော့အဲ့ဒီငလီရင်ကြောင့်ဘယ်လိုပဲဖြစ်နေတာပဲ short တွေပါလိမ့်ချက်မလားမသိဘူးနောက်ထပ်တော့ဘယ်နာတွေဘယ်လိုပြူလဲလဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့ အိမ်တစ်လုံးပြိုသွားတယ်လို့တော့ပြောတာပဲဒါပေမဲ့အဲ့ဘက်ကလည်းမိတက်မျိုးသက်တွေတွေဆက်လာမလားလို့ကြည့်ရမှာပေါ့ဟာဒါလည်းမီးလောင်နေတဲ့ဟာပြဿနာတစ်မျိုးမီးကိုကလည်းတော်တော်တော့များလာပြီဆိုးပါတယ်အခြေအနေတော်တော်ဆိုးပါတယ်နော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုလည်းဖုန်းဆက်တယ်ဆက်လို့ကိုဖုန်းတွေကဆက်လို့ကိုမရတော့ဘူး တော့လမ်းသွားနေတန်လမ်းမကားတခုရထားတယ်ကျေးဇူးနေမလေးအခြေအနေလေးပါအားလုံးပြင်ကြပါသေးရဲ့ပြင်ကြပါသေးရဲ့